they left us and they went to Taiwan, where, which is about 98% of the chip business, by the way. All this as the U.S. prepares for a potential conflict with China. We are here in the Western Pacific Ocean. Elizabeth, <laughs> Britain and Spain, Ojaga. ပင်လေရေချောင်းပြိုင်ဆိုင်မှုအကြောင်းကိုကျွန်တော်မျိုးစုတွေသိကြပါသလားအဲ့ဒီပြိုင်ဆိုင်မှုကကျွန်တော်တို့ကမ္ဘာသမိုင်းကြောင်းအတွက်အရေးပါခဲ့တယ်လို့ပဲနောက်ပိုင်းမှာ British Empire နဲ့ Germany ကြားပြိုင်ဆိုင်မှုတွေပြီးရင် စေးတိုက်ပွဲကာလမှာအမေရိကန်နဲ့ဆိုဗီယက်ပြည်ထောင်စုကြားအာနာပါဝါပွဲတိုက်မှုတွေဟာလည်းကမ္ဘာ့စာမျက်နှာမှာအရေးပါဆုံးဖြစ်ရပ်တွေဖြစ်သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။အဲ့ဒီသမိုင်းကြောင်းတွေကနေကျွန်တော်တို့သိလိုက်ရတာကတော့ကျွန်တော်တို့ကမ္ဘာကြီးရဲ့ပင်နေသမှုတရားတွေဟာကမ္ဘာနိုင်ငံတွေအတွက်ဘလောက်အထိအရေးပါတယ်လဲဆိုတာပါပဲ။ကမ္ဘာကြီးကိုလွန်မိုးရှုတ်ကိုင်နိုင်စွမ်းနဲ့ဒီကမ္ဘာကြီးမန်ချက်ပန်းနိုင်တွေကိုအကောင်တွေပေါ်ဖို့အတွက်ဆိုရင်အဲ့ဒီကမ္ဘာကြီးပြင်ကြီးကအရေးပါဆုံးဖြစ်နေတယ်လို့ပဲပြောရမှာဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အလွန်လောက်ကစပြီးတော့မှ ကမ္ဘာပင်လေရေကြောင်းအာနာပါဝါကိုအများဆုံးရှုတ်ကန့်ထားနိုင်သူဟာအမေရိကန်ပဲဖြစ်ပါတယ်။ဒါကလည်းဒုတိယကမ္ဘာစစ်အလွန်ကစပြီးတော့မှအမေရိကန်ဟာကမ္ဘာစီးပွားရေးနိုင်ငံရေးနဲ့မဟာဗျူဟာအရေးတွေကိုဆန်ဆဲမပြတ်ဥဆောင်ထားနိုင်ဖို့အတွက်ပင်လေရေကြောင်းကဏ္ဍကိုအများကြီးရှင်းလင်းမြုပ်နှံထားခဲ့လို့ဖြစ်ပါတယ်။ဒါပေမဲ့လည်းစစ်ရေးတိုက်ပွဲအလွန်ကာလလောက်ကစပြီးတော့မှကမ္ဘာပထဝီနိုင်ငံရေးပြီးရင်စီးပွားရေးနဲ့မဟာဗျူဟာပါဝါတွေမှာအပြောင်းအလဲတွေစတင်ပြီးတော့မှဖြစ်တည်ခဲ့ပါတယ်။မြောက်အမေရိကနဲ့ဥရောပတို့လွန်မိုးထားတဲ့ကမ္ဘာကြီးအဖြစ်ကလည်း န်ရိုပစိဖိတ်ဒေသတွင်းမှာနောက်ထပ်အင်အားအသစ်တရက်ထွက်ပေါ်လာခဲ့တဲ့အခြေအနေကိုရောက်လာခဲ့တာပါဒါဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာအမေရိကန်နဲ့ဥရောပနိုင်ငံတွေရင်ဆိုင်ရမယ့်စင်ခေါ်မှုအသစ်လည်းဖြစ်လာခဲ့ပါတယ်ကျွန်တော်စောစောကပြောခဲ့သလိုပဲအမေရိကန်ဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာကမ္ဘာပင်လယ်ပြင်နဲ့သမုဒ္ဒရာတွေကိုအဓိကအာရုံစိုက်ပြီးတော့မှမဟာဗျူဟာကြားကြားရွှေခွက်တွေအများကြီးလုပ်ခဲ့တဲ့အတွက်ကမ္ဘာပင်လယ်ရေကြောင်းကုန်သွယ်မှုလုံခြုံရေးပိုင်းကိုအဓိကတာဝန်ယူပေးနေရသူကလည်းအမေရိကန်ပဲဖြစ်ခဲ့ပါတယ်အမေရိကန်ရဲ့အင်အားနဲ့လုံနိုင်စွန်းတွေကြောင့် တော်တို့ဒီကဘာပင်လေကြီးချောင်းကုန်သွင်းမှုတွေဟာတည်ငင်အေဂျင့်ခဲ့တာကိုအတိအမှတ်ပြုရမှာပါ။ဒါပေမဲ့လည်းတရုတ်ဟာဒီအရှိန်အဟုန်နဲ့စီးပွားရေးအင်အားတွေတည်ဆောက်လာနိုင်ခဲ့ပြီးနောက်မှာတော့အရှိန်တွေဟာတမျိုးပြောင်းလဲလာခဲ့ပါတယ်။စီးပွားရေးအင်အားလည်းကောင်းလာသလိုလူဆွန်အားအရင်အမြင်လည်းကောင်းမွန်တဲ့တရုတ်ဟာသူ့ရဲ့စစ်တပ်ကိုဒီခင်းနဲ့အညီမွမ်းမံပြင်ဆင်မှုတွေအများကြီးလုပ်ခဲ့ပြီးတော့မှကဘာပေါ်မှာနောက်ထပ်အင်အားကြီးနိုင်ငံတနိုင်ငံအဖြစ်ထိုးထွက်လာနိုင်ခဲ့ပါတယ်။တမရရှိချင်းပြည်လက်ထက်မှာတော့အရင်ကအင်အားကြီးမာခဲ့တဲ့တရုတ်ခေတ်တစ်ခေတ်ကိုပြန်လည်အသက်သွင်းမယ်ဆိုတဲ့အိမ်မက် တွေလည်း အရှင်အဟုန်ကောင်းလာခဲ့ပြီးတော့မှစစ်တပ်ကိုအကြီးအကျယ်အင်အားဖြစ်တင်ပြီးဒီမွမ်းမံပြင်ဆင်မှုတွေလည်းလှုပ်လာခဲ့ပါတယ်။ဒါကြောင့် defense နှစ်ပိုင်းတွေတခြားလုံး American ရဲ့ဥဆောင်မှုနဲ့တည်ငြိမ်အေဂျင့်ခဲ့တဲ့ဒီကမ္ဘာပင်လယ်သမုဒ္ဒရာကြီးတွေမှာအခင်အကျင်းအသစ်တွေဖြစ်လာခဲ့တာပါ။တမရရှိရဲ့ရည်ရွယ်ချက်ကလည်းရိုးရှင်းပါတယ်။တရုတ်စစ်တပ်ကိုကမ္ဘာအင်အားအကြီးမားဆုံးစစ်တပ်တွေကတထက်ဖြစ်အောင်ဆေးစုနဲ့နှစုကြအရှင်ယူတိဆောက်ပြီးတော့မှကမ္ဘာပါဝါရှင်ခွင်ရှာကိုအပြောင်းလဲဖြစ်အောင်လုပ်ပြဖို့ပါပဲ။ အဲ့ဒီနေ့မှာပင်လေရေလမ်းကြောင်းတွေလည်းပါဝင်လာတည်ချပြီးတော့မှနိုင်ငံတကာအနေနဲ့ဒီတရုတ်ရေတဲ့အင်အားတိုးတက်လာမှုအပေါ်မှာစိုးရိမ်မှုတွေရှိခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအတော်အတွင်းမှာတရုတ်ဟာစစ်တင်ဘောအစ်စ်တွေကိုစင်ချင်းတင်ရလောက်အောင်အမြင်လုံးနဲ့အချိန်တို့အတွင်းမှာပဲအများအများတိဆောက်ပြီးတော့မှကမ္ဘာအင်အားအကြီးမားဆုံးရေတဲ့တွေတွေကတည်းကဖြစ်တဲ့အထိတိဆောက်နိုင်ခဲ့ပြီးတော့မှအခုချိန်မှာဆိုရင်အမေရိကန်နဲ့မဟာမိတ်တွေရဲ့ရေတဲ့တွေကိုကောင်းကောင်းကြီးရှင်နိုင်တဲ့အဆင့်တောင်မှရောက်နေပြီဖြစ်ပါတယ်။ဒီလိုပါဝါရှင်ခွင့်ရှာအပြောင်းလဲတွေနဲ့ တရုတ်ရဲ့ရေတဲ့အင်အားဟာအင်ဒိုပစိဖိတ်ဒေသတွင် တရုတ်ရဲ့ကြီးမန်းချက်နဲ့အကျိုးအမြတ်တွေကိုပါအကောင့်တွေဖော်လာနိုင်အောင်အကျိုးရှိလာစေခဲ့ပါတယ်။တွင်းကျင်သူတွေကတော့အခုရှိမှဆိုရင်တရုတ်ရေတဲ့ဟာဒီအရှေ့အာရှဒေသတွေမှာဘေးနိုင်ငံထက်မဆိုတာလွန်အင်အားမျိုးကိုပိုင်ဆိုင်ထားတယ်လို့တော့မှဆိုနေရပြီဖြစ်ပါတယ်။စစ်သင်္ဘောအရေးအတွက်အရာလဲတာလွန်နေတဲ့အပြင်ဒီအလစ်အလက်ပြည့်ပိထိတ်မဲ့ဆိုင်တုံပေါင်းအစင်း300လောက်အင်အားမျိုးကလည်းတော်ရုံတန်ရုံနိုင်ငံအဖို့မျက်ခုံးလှုပ်စေလောက်တဲ့ပမာဏဖြစ်ပါတယ်။ ဒါပေမဲ့လည်းဒီလောက်နဲ့တရုတ်ရေတံရဲ့အင်အားကြီးမားလာမှုတွေဟာရတန်းတော့အောင်မှာမဟုတ်ပဲ2015ခုနှစ်ကနေဒီ2020ခုနှစ်အထိအဆက်အလက်တွေအကြစစ်သင်ဘောအရေးအတွက်မှဆိုရင်အမေရိကန်ကတော့မှကြော်ဖြတ်တော်တိုင်းတော့မှဖြစ်တယ်လို့သိရပါတယ်။ပြင်းများတွက်ဆမှုတွေအရာတရုတ်ရေတံဟာ2015ခုနှစ်မှာဆိုရင်စစ်သင်ဘောအစင်းရေအစင်း400အထိပိုင်ဆိုင်လာမှာဖြစ်ပြီးတော့မှ2030ခုနှစ်မှာဆိုရင်တော့အစင်း440ပမာဏအထိရောက်လာမယ်လို့လည်းသိရပါတယ်။2021ခုနှစ်ဘန်ဒါရင်းနှစ်ကအဆက်အလက်တွေအရာ အမေရိကန်ရေတပ်ဟာ PKK တင်း2024ခုနှစ်မှာစစ်သင်္ဘောအင်အား294စင်းပိုင်ဆိုင်ထားပြီးတော့မှ2030ခုနှစ်မှာလည်းအဲ့ဒီအဆင့်290ဝန်းကျင်တော့မှာပဲဆက်ရှိနေနိုင်မယ်လို့ခန့်မှန်းရပါတယ်။အမေရိကန်စစ်တပ်ကအရာရှိတွေနဲ့လေလာသူတွေကတော့တရုတ်ရဲ့စစ်သင်္ဘောတည်ဆောက်မှုတွေဟာအစဉ်ကိုမြန်ဆန်လွန်းလှတယ်လို့တော့အမှတ်ချက်ပေးထားပါတယ်။ဒါပေမဲ့အမေရိကန်နဲ့တရုတ်ရေတပ်တွေကစစ်သင်္ဘောတွေရဲ့အရွေအစားနဲ့ဒီစွန့်ရီပိုင်ရှင်ရှင်ကြီးမယ်ဆိုရင်တော့ကော်ရှာမှုတချို့ရှိနေပါတယ်။ တရုတ်ရင်ထဲမှာကစစ်သင်္ဘောအဆင့်200နဲ့နျူကလ িয়ার ရင်ကုန်သင်္ဘော20တဆင့်ရှိနေတယ်လို့တမျိုးကြရင်ကုန်သင်္ဘောတွေရဲ့အခြေအတွက်ဟာလဲတိုးလာအောင်မှာဖြစ်တဲ့အတွက်ဒေသတွေမှာကမ္ဘာအင်အားအကြီးမားဆုံးခြေတဲ့တက်ဖြစ်လာပါတယ်။တွင်းကျင်သူတွေကတော့တရုတ်ရင်ထဲကဒီလိုမျိုးအဆင့်အဟုန်နဲ့အင်အားကြီးမားလာတာဟာအမေရိကန်အနေနဲ့ဒီပစိဖိတ်ဒေသတွင်သူတို့ရဲ့အနာဂတ်အစီအစဉ်တွေကိုပြင်ဆင်စားရလာနိုင်တဲ့အထိဖြစ်လာစေနိုင်တယ်လို့သုံးသပ်ထားပါတယ်။ဒါပေမဲ့အစားတစ်ပတ်ကနေကြည့်မယ်ဆိုရင်တော့တရုတ်ရင်ထဲဟာအမေရိကန်ရင်ထဲထက် အရင်အတွက်ပိုင်းမှာသာတာလွန်တော်တာမျိုးပဲရှိနေဥမှာဖြစ်ပြီးတော့မှာအရင်အတွက်နဲ့စွန့်ကြီးပိုင်းမှာတော့တရုတ်စစ်တင်မောတွေဟာအမေရိကန်စစ်တင်မောတွေရဲ့နောက်မှာညစောပြတ်တန်နေဥမှာဖြစ်ပါတယ်ဒါပေမဲ့လည်းတရုတ်ရဲ့အရင်အတွက်တာလွန်မှုကိုအမေရိကန်အနေနဲ့လျှေးလျူရှုထားနိုင်မှာမဟုတ်ပါဘူးဒါကြောင့်မို့အမေရိကန်ဟာဒီဖက်နှစ်ပိုင်းအတွင်းမှာတရုတ်ရဲ့အနေကြီးမားလာတာကိုကြိုတင်ပြင်ဆင်တဲ့အနေနဲ့ပစိဖိတ်ဒေသတွေမှာမမျှော်လင့်ထားတဲ့ရွှေခွက်တွေလှုပ်လာခဲ့တာပဲဖြစ်ပါတယ် ဒါကိုအမေရိကန်ရဲ့ပစိဖိတ်လေတဲ့ပြောရေးဆိုခွင့်ရှိသူအရာရှိကြီးကိုတိုင်ကအတည်ပြုထားခဲ့တာဖြစ်ပါတယ်။သူရဲ့ပြောစကားတွေအရပစိဖိတ်ဒေသတွင်ဂျပန်၊ဖိလစ်ပင်းနဲ့တောင်ကိုရီးယားအစားရှိတဲ့နိုင်ငံတွေမှာပြောခွင့်တွေကိုစီရှိနေတယ်လို့သိရပါတယ်။အဲ့ဒီတော့အမေရိကန်ဟာအင်ဒိုပစိဖိတ်ဒေသတွေမှာလေဒက်စကန်တွေတိုးရှိတည်ဆောက်တာမျိုးတွေအပါအဝင်ကျွတ်တက်ပြင်ဆင်မှုတွေအများကြီးလုပ်တော့ဖို့ပြင်ဆင်ခဲ့ပါတယ်။ဒီအစီအစဉ်တွေရဲ့အဓိကရည်မှန်ချက်ပန်းတိုင်ကတော့ပစိဖိတ်ဒေသတွေက အမေရိကန်ရဲ့မဟာမိတ်တွေကိုဒီတရုတ်ရဲ့တိုက်ခိုက်မှုကနေကာကွယ်ပေးနိုင်ဖို့ပဲဖြစ်ပါတယ်။အဲ့ဒီအတွက်အမေရိကန်ဟာဒီပြီးခဲ့တဲ့2024ခုနှစ်ဗန်ဒါရင်းနှစ်အတွင်းမှာပစိဖိတ်ဒေသကောက်ကွေမှုအစီအမံတွေအတွက်အမေရိကန်ဒေါ်လာသန်းပေါင်း918သန်းအထိအသုံးပြုတော့ဖို့ဘတ်ဂျက်ချထားခဲ့ပါတယ်။အဲ့ဒီဘတ်ဂျက်တွေကိုပစိဖိတ်ဒေသတွေကတည်ယူပို့ဆောင်ရေလမ်းကြောင်းတွေပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းစဉ်တွေအပြင်ကရိယာတစားပလာပြီးလက်နက်ခေရန်လောင်စာစီနဲ့ထောက်ပို့ပစ္စည်းတွေအစားရှိတဲ့အရေးပါတဲ့စစ်လက်နက်ပစ္စည်းအသုံးဆောင်တွေကိုကြိုတင် တက်ဖြန့်ရှာထားတဲ့နေရာမှာအသုံးပြုသွားမှာဖြစ်တယ်လို့လည်းပြောရေးဆိုခွင့်ရှိသူကအတည်ပြုခဲ့ပါတယ်။ပစိဖိတ်ဒေသကာကွယ်ရေးအစီအမံကို American Congress က2021ခုနှစ်ကလေးကအခွင့်ပြုချက်ပေးခဲ့တာဖြစ်ပြီးတော့မှအဲ့ဒါကလည်း Indo-Pacific ဒေသတွေက American ရဲ့အကျိုးအမြတ်တွေကိုကာကွယ်နိုင်ဖို့နဲ့တရုတ်ရဲ့လှုပ်ရှားမှုတွေကိုတင်ပြနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။အဲ့ဒီပစိဖိတ်ဒေသကာကွယ်ရေးအစီအမံအရာပဲ American ဟာ Indo-Pacific ဒေသတွေမှာစင်ရအတူရှိဖြန့်ချက်ရှာထားမှုတွေကိုဇက်တိုက်လုပ်နေကြတာဖြစ်ပါတယ်။ အထူးသဖြင့် American စစ်တပ်ဟာပစိဖိတ်ဒေသရဲ့အနောက်ဖက်ပိုင်းအပေါ်မှာအဓိကအယုံစနိုင်ပြီးတော့မှ latest scan တွေကိုဖြန့်ကျက်တိစောက်ထားပါတယ်။ဒါပေမဲ့လည်း American အနေနဲ့ပစိဖိတ်ဒေသတွေမှာလေတပ်အင်အားကိုသာတိုးစစ်မတိစောက်နိုင်ဘူးဆိုရင်တရုတ်ကိုဆင်နိုင်ဖို့အတွက်အရန်အရန်ကိုပဲအားနေတော်လိမ့်မယ်လို့ကြွန့်ကျင်သူတွေကဆိုနေကြပါတယ်။ပစိဖိတ်ဒေသတွေနဲ့ American ရင်ဆိုင်နေရတဲ့အဓိကပြဿနာကတော့ latest scan တွေမှာလင်းရန်တွေကိုကောက်ကွေနိုင်ဖို့ဒါမှမဟုတ်ရှိုးဝဲသိမ်းဆီးထားနိုင်ဖို့အတွက်အကာအကွယ်တွေရှိမနေတာပဲဖြစ်တယ်လို့ဒီ တင်းတွေအားသိရပါတယ်ဒီအချိန်မှာတရုတ်ကတော့2010ခုနှစ်လောက်ကစပြီးတော့မှလင်းရန်အကာအကွယ်ပေါင်းနှစ်ဆမကတိုးမြဲတည်ဆောက်ထားနိုင်တယ်လို့သိရပါတယ်အခုချိန်မှာဆိုရင်ထိုင်ဝမ်နဲ့ဂျေပိုင်တရာလောက်ပဲဝေးကော်တဲ့တရုတ်လီဒါစခန်း134ခုမှဆိုရင်အကာအကွယ်ပေါင်း3000လောက်အထိတည်ရှိနေပြီဖြစ်ပါတယ်အဲ့ဒီနေရာမှာဆိုရင်အခိုင်အမာတည်ဆောက်ထားတဲ့အကာအကွယ်က650လောက်နဲ့သမီးတို့ကြအကာအကွယ်တွေက2000နီးပါးရှိနေတယ်လို့လည်းသိရပါတယ်မိတ်ဆွေတို့မြင်သာအောင်ပြောရမယ်ဆိုရင်တော့ ခိုင်မာတိဆောက်ထားတဲ့အကအဝေးတွေဆိုတာကစတီးမြင့်ဒီကွန်ကရစ်တို့လိုခိုင်မာကျစ်လက်တဲ့ဒီကုန်ချင်းတွေနဲ့တိဆောက်ထားတဲ့အဆောက်အဦတွေဖြစ်ပြီးတော့မှဒါတွေဟာတိုက်ခိုက်မှုတစ်ခုခံရပြီဆိုရင်လင်းရံတွေအတွက်ကာကွယ်မှုအလို့တစ်ခုပေးနိုင်ဆုံးရှိပါတယ်အမေရိကန်ကတော့2010ခုနှစ်ကနေစတွက်ကြည့်မယ်ဆိုရင်ထိုင်ဝမ်နဲ့ဒီရေမိုင်းတစ်ထောင်အကော်အဝေးအတွင်းမှာတောင်ကိုရီးယားကိုဖိထားမယ်ဆိုရင်အဲ့ဒီလိုမျိုးအခိုင်အမာတိဆောက်ထားတဲ့အကအကွယ်နှစ်ခုလောက်နဲ့တမျိုးကြအကအကွယ်၄၀တခုလောက်ပဲရှိနေပါတယ် တရုတ်နဲ့ရှင်တိုင်းမယ်ဆိုရင်ဒီနေရာမှာတော့အစားမတန်ကော်ရှာတော်ပြီဖြစ်ပါတယ်။ဒါကြောင့်လဲကျွန့်ကျင်သူတွေကထိုင်ဝမ်ပြည်ပခါဟာစစ်ပွဲတွေဖြစ်ဖို့အထိပြင်းထန်လာခဲ့တဲ့အတွက်တိုက်ခိုက်မှုတွေသာခံရမယ်ဆိုရင်အမေရိကန်တွေရဲ့စကန်တွေဟာထိခိုက်ဆုံးရှုံးမှုပမာဏကြီးမားလိမ့်မယ်လို့သတိပေးနေကြတာဖြစ်ပါတယ်။အကျိုးဆက်အနေနဲ့စစ်ပွဲကာလအတွင်းမှာအမေရိကန်လီယန်တွေရဲ့စစ်ဆင်ရေးအကောင်တွေပေါ်နိုင်စွန်းတွေဟာလည်းတရုတ်ရဲ့တိုက်ခိုက်မှုအောက်မှာကြာဆင်းသွားနိုင်ပါတယ်။ဒီနေရာမှာတရုတ်ရဲ့မဆိုင်တုံးတွေဟာအမေရိကန်လီရဲ့စကန်ကလင်းရန်ပြေးလန်းတွေကို လွေလွေလေးတိုက်ခိုက်ဖြည့်ဆည်းပြေလို့ရတဲ့အတွက်အကျိုးဆက်အနေနဲ့ဒီ American အနေနဲ့ latest scan ကလေယာဉ်တွေကိုလေထင်းပါတယ်စီပြန်ဖြစ်တဲနိုင်တဲ့လုံဆောင်ချက်မျိုးတွေလည်းလုံနိုင်ဖို့ခက်ခဲသွားနိုင်ပါတယ် American ဟာ letter law မှာတယ်မဲ့ဒီ Japan က latest scan တွေနဲ့ Google နဲ့ဒီ Pacific data တွင်ကအစား latest scan တွေကိုပဲအဓိကအားထားနေရတာဖြစ်ပါတယ်လေယာဉ်ပြင်းလဲတွေနဲ့ latest scan အတွင်းမှာရှိတ်ဆက်လန်းတွေဟာ latest scan တစ်ခုအတွက်အရေးပါတဲ့အရာတွေဖြစ်ပြီးတော့မှာ ဒီစိတ်မကောင်းစရာကတော့အဲ့ဒီပြင်းလဲတွေဟာတိုက်ခိုက်ဖြည့်ဆည်းပြရလွယ်တဲ့အရာတွေလည်းဖြစ်နေတာပါပဲစစ်ဖြစ်မယ်ဆိုရင်အဲ့ဒီပြင်းလဲတွေဟာတိုက်ခိုက်ဖြည့်ဆည်းရလွယ်ကူတဲ့ပြစ်မှတ်တွေဖြစ်လာနိုင်ပါတယ်ဒါကြောင့် American အနေနဲ့ပစိဖိတ်ဒေသတွေမှာ leader scan တွေကိုတိုးရှင်းနိုင်ဖို့နဲ့လေယံပြင်းလဲတွေရှိဆက်လန်းတွေပေါ့နော်ဒီအများကြီးတည်ဆောက်နိုင်ဖို့လိုအပ်နေတာဖြစ်ပါတယ်သတင်းတွေအရဆိုရင်တရုတ်က2010ကစလို့ထိုင်ဝမ်နဲ့ဂျီမိုင်တထောင်အတွင်းမှာလေယံပြင်းလဲအခု20လောက်နဲ့ရှိဆက်လန်း60 6လောက်အထိတည်ဆောက်ထားနိုင်ခဲ့တယ်လို့သိရပါတယ် အမေရိကန်ကတော့အဲ့ဒီအချိန်အတွင်းမှာပြည်လင်းတစ်ခုနဲ့ရှိဆက်လင်းတစ်ခုလောက်ပဲတိစောက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အမေရိကန်အနေနဲ့တရုတ်နဲ့ကောင်းကောင်းဆင်နိုင်ဖို့အတွက်ဂျပန်၊ဖိလစ်ပင်းနဲ့တောင်ကိုရီးယားတို့လိုနိုင်ငံတွေရဲ့ပိုင်နက်တွေဒီမှာလေတဲ့အင်အားတိုးရှိမှုတွေမဖြစ်မနေလောက်ရဖို့လိုအပ်နေပါတယ်။အဲ့ဒီတွေကမှဖိလစ်ပင်းကလေတဲ့စကန်တွေကတော့အကောက်အကွက်အနေပါဆုံးဖြစ်နေပြီးတော့မှဂျပန်ကလေတဲ့စကန်တစ်ခုလောက်ကပဲအခိုင်အမာတိစောက်ထားတဲ့လေတဲ့စကန်တွေအဖြစ်တည်ရှိနေတာဖြစ်ပါတယ်။ တောင်ကိုရီးယားကလီဒါစကန်တွေဟာလည်းထီးလွေရှားလွေအခြေအနေမှာပဲရှိနေသေးတဲ့အပြင်ဒီတောင်ကိုရီးယားဟာအိန္ဒိယမဟာယဉ်သူတော်ကြီးမြောက်ကိုရီးယားရဲ့ရှိန်ချောက်မှုကိုလည်းခံနေရတဲ့အပြင်ဒီတရုတ်နဲ့ဆက်ဆံရေးအဆင်ပြေအောင်လည်းယူဆိုင်နေရတဲ့အတွက်အမေရိကန်အနေနဲ့ထိုင်ဝမ်အရေးအတွက်တောင်ကိုရီးယားပိုင်တဲ့အတွက်မှာလေတဲ့အင်အားတွေတိုးရှင်းနိုင်ဖို့တော့အကန့်အသတ်တွေရှိနေတာဖြစ်ပါတယ်။လောလောဆယ်မှာတော့တောင်ကိုရီးယားကအမေရိကန်လီဒါစကန်တွေထဲမှာနှစ်ခုလောက်ကပဲဒီအခိုင်အမာတိစောက်ထားနိုင်သေးတာပါ။အခြားလီဒါစကန်တွေကတော့ထီးလွေရှားလွေပဲဖြစ်ပါတယ်။ ွင့်ကျင်သူတွေကတော့ American အနေနဲ့ Pacific ဒေသတွေမှာလက်တလော့အစီအနေတွေအရတော့ဂျပန်ရဲ့ဒီ Guam နဲ့အခြား Pacific ဒေသတွေကလေတဲ့စကန်တွေကိုပဲအဓိကအားထားနေရအောင်မှဖြစ်ပြီးတော့မှဖိလစ်ပင်းနဲ့ဒီတောင်ကိုရီးယားကလေတဲ့စကန်တွေကိုတော့အစင်းမြင့်တဲ့မွှဲမဲ့မှုတွေလုံရလိမ့်မယ်လို့တိုက်တွန်းထားကြပါတယ်။ဒါကြောင့်လည်း American ရဲ့လွှတ်တော်အမတ်တွေဥပဒေပညာရှင်တွေဟာဒီ Pacific ဒေသတွေကတရုတ်အခြေစိုက်စကန်တွေရဲ့အင်အားနဲ့ပတ်သက်လို့စိုးရိမ်မှုတွေရှိနေပြီးတော့မှ American အနေနဲ့အကောင်ဆုံးတုံ့ပြန်နိုင်ဖို့အတွက် ဘလို့အပြေရှာတော့မလဲဆိုတာတွေအပေါ်မှာဆွေးနွေးတိုင်ပင်နေကြပါတယ်။ဒါကြောင့်မဒီကြားထဲမှာတော့ပစိဖိတ်ဒေတာကောက်ကွေရေးအစီအမံလိုမျိုးဒီစီမံချက်တွေပေါ်လာခဲ့တာဖြစ်ပြီးတော့မှအမေရိကန်အနေနဲ့နောက်ပိုင်းမှာလည်းဘလို့ရှင်းလန်းတွေဆက်လှမ်းတော့မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။လောလောဆယ်မှာတော့အမေရိကန်ရဲ့ leader scan တွေဟာတရုတ်ရဲ့တိုက်ခိုက်မှုကိုသာခံရရင်ထိခိုက်ဆုံးရှုံးမှုများနိုင်တဲ့အခြေအနေမှာရှိနေပြီးတော့မှအကောက်ကွေတွေနေပါနေတာတော့အမှန်ပါပဲ။ဒါကြောင့်အမေရိကန်အနေနဲ့ပစိဖိတ်ဒေတာတွေကဒီလက်ရှိ leader scan တွေမှာအကောက်အကွေတွေတိုးရှင်း တည်ဆောက်တင်းတယ်လို့ဒီမတူညီတဲ့နေရာဒေသအမျိုးမျိုးမှာအင်အားတွေကိုလည်းဖြန့်ကျက်ရှာထားတင်းတယ်လို့ကျွမ်းကျင်သူတွေကမှတ်ချက်ပြထားပါတယ်။ Atlantic Council ရဲ့တာဝန်ရှိသူတဦးလည်းဖြစ်တယ်လို့ American Marine တပ်ဖွဲ့ရဲ့ Commander ဟောင်း Steven Rader ကလည်းပစိဖိတ်ဒေသတွင်းမှာ American ရဲ့လေယာဉ်တွေကိုနေရာအသီးသီးမှာတက်ဖြန့်ရှာထားမဲ့အစီအစဉ်ကိုထောက်ခဲ့ပါတယ်။ Later scan တွေကိုအဲ့ဒီလိုမျိုးနေရာအမျိုးမျိုးမှာတိစောက်ထားပြီးတော့မှအင်အားတွေကိုခွေးဝေဖြန့်ထားတာမျိုးတွေဟာ နျူကလ িয়ার တိုက်ခိုက်မှုတွေကိုကာကွယ်နိုင်ဖို့အတွက်အထီးတောင်မှအရေးပါတယ်လို့သူကပြောပါတယ်။ပြီးတော့မှဘန်ကာတွေဟာလည်းတမယိုကျမဆိုင်ဒုံတိုက်ခိုက်မှုတွေကိုကာကွယ်နိုင်ဖို့အတွက်အရေးပါပြီးတော့မှနျူကလ িয়ার တိုက်ခိုက်မှုတွေအတွက်တော့မတူညီတဲ့နေရာဒေသအသီးသီးမှာနေတဲ့စကန်ပေါင်းများစွာတည်ဆောက်ထားပြီးတော့မှအရှင်းအနေအလိုက်ရွေးရှိအသုံးပြုနိုင်စရာများတာမျိုးကပဲအဖြစ်ဖြစ်နိုင်မယ်လို့ရေတာကမြင်နေတာပါ။ဒီလိုအင်အားတွေကိုခွေးဝေဖြန်းရှားထားခြင်းအပြင်စီပြင်ပြီးတော့မှဖြစ်တင်တာမျိုးပြီးရင်ပြင်းပြင်းထန်ထန်မှုလိုမျိုးပေါ့နော်ဒီ ထောက်ပံ့ရေးလုပ်ငန်းစဉ်တွေအတွက်ပါကောင်းမွန်သွားနိုင်ပါတယ်။ဒါဟာတရုတ်နဲ့အမေရိကန်ကြားပစိဖိတ်ဒေသတွေနေတဲ့စခန်းအကအကွေပေါင်းများစွာရှားနိုင်မှုဟာအမေရိကန်အတွက်စိုးရိမ်နေရတဲ့အခြေအနေတွေစီကိုတွန်းပို့နေတာကိုထင်သာမြင်သာရှိစေပါတယ်။ဒါတွေကြောင့်မဲ့အမေရိကန်ဟာပစိဖိတ်ဒေသတွေမှာသူတို့ရဲ့လေတဲ့အင်အားတွေကိုတိုးရှင်းနိုင်ဖို့အတွက်မဖြစ်မနေလိုအပ်နေတာဖြစ်ပါတယ်။တရုတ်စဉ်းစားထားတာကတော့ရိုးရိုးရှင်းရှင်းလေးပဲဖြစ်ပါတယ်။သူတို့ဟာဝင်းဟန်တိုက်ပွဲတွေမှာဆိုရင်အမေရိကန်ရဲ့ဂျက်ဖိုက်တာတွေကိုဘလို့မှအရှင်းနိုင်ဆုံးမရှိတာကိုသဘောပေါက်ထားတဲ့အတွက် အဲ့ဒီဇက်ဖိုက်တာတွေမြေပြင်မှာရှိနေစဉ်အတွင်းမှာနေမဲ့တိုက်ခိုက်ဖြစ်စီတော့ဖို့အကြံစီထားတာဖြစ်ပါတယ်။ဒါပြင်အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကိုကာကွယ်နိုင်ဖို့အတွက်လည်းတရုတ်ဟာသူတို့ရဲ့လေယာဉ်တွေကိုကောင်းကောင်းကာကွယ်ပေးနိုင်မယ့်အစီအမံတွေကိုလည်းတည်ဆောက်ထားတာဖြစ်ပါတယ်။အမေရိကန်ကတော့ပစိဖိတ်ဒေသတွင်ဝင်းဟင်ထက်မှသာစွန့်ကြီးပြေဝနေတာဖြစ်ပြီးတော့မှမြေပြင်မှာတော့လေဒက်စကန်တွေကိုဒီထက်မှကအကအွေကောင်းကောင်းနဲ့တည်ဆောက်ထားနိုင်ဖို့ကိုတော့စူးစမ်းရအောင်ပါပါ။ဘာပဲပြောပြောဒီရေတဲ့အင်အားမှဆိုရင်တော့ တရုတ်ရေတပ်အနေနဲ့အရေးအတွက်အရာအင်အားကြီးမားလာခဲ့ပြီဆိုရင်တော့မှအမေရိကန်ရေတပ်ကိုကမ္ဘာအကောင်းဆုံးရေတပ်အဖြစ်သတ်မှတ်လို့ရနေပါသေးတယ်။ပြီးတော့မှပစိဖိတ်ဒေသတွေမှာဆိုရင်ဂျပန်တောင်ကိုရီးယားနဲ့အော်စတြေးလျတို့လိုမဟာမိတ်နိုင်ငံတွေရဲ့ရေတပ်အင်အားအကူအညီတွေကိုလည်းရရှိမှာဖြစ်တဲ့အတွက်အမေရိကန်အနေနဲ့အရေးကြုံလာရင်သူတို့ရဲ့ရေတပ်ကိုမဟာဗျူဟာအရာနေရာရှာထားနိုင်ဆုံးရှိနေတဲ့အပြင်မဟာမိတ်တွေရဲ့ဒီပေါင်းစည်းခိုင်မာမှုအားတွေနဲ့တရုတ်ရဲ့ရေတပ်ကိုကောင်းကောင်းကျော်ဖြတ်နိုင်တော့ပါတယ် ။တရုတ်ရဲတပ်ကတော့အရေးအတွက်မှသာအမေရိကန်ကိုကျော်ဖြတ်နိုင်သေးတာဖြစ်ပြီးတော့မှကျန်တဲ့နေရာတွေမှာတော့ခေါင်းတလုံးမကပြည့်ကျန်နေစေဖြစ်ပါတယ်။တွင်းကျင်သူတွေကတော့ရေတပ်တွေကိုဆေယိုနီအတိုင်းပဲဒီအင်အားနှိုင်းရှင်နေတာမျိုးဟာဒီနေ့မော်ဒန်ခေတ်မှာမဖြစ်သင့်တော့ဘူးဆိုပြီးတော့မှဆိုကြတာတော့ရှိပါတယ်။ဒီနေ့ခေတ်မှာဆိုရင်ရေတပ်တတရဲ့အင်အားကိုစစ်သင်ဘောအရေးအတွက်တင်တာမကပဲလုံနိုင်ဆုံးတွေနဲ့လည်းရှင်ထိုးအကဲဖြတ်သန့်နေပြီဖြစ်ပါတယ်။တရုတ်ကရေအတွက်အရာဒီကမ္ဘာအင်အားအတောင်တန်းဆုံးရေတပ်တတကိုပိုင်ဆိုင်ထားတယ်ဆိုပေမဲ့လို့ အမေရိကန်မှာကအေရိုမစစ်သင်ဘောအစီအတွက်မှာတရုတ်ထက်တာလွန်နေပြီးတော့မှာတရုတ်ကတော့ဒီ free game နဲ့ကံယိုဒန်ကင်းလေးရင်ရင်တွေလိုမျိုးအပေါ်စားစစ်သင်ဘောအစီအတွက်ကပုံများနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းကံယိုဒန်တဝိုက်တိုက်ပွဲတွေမှာတော့တရုတ်ရဲ့အဆိုပါအပေါ်စားဒီစစ်သင်ဘောအင်အားဟာတနည်းတဖုံတော့အရေးပါလာနိုင်ပါတယ်။ဒါပေမဲ့လည်းတကယ်တကယ်တမ်းစစ်ဖြစ်လာမယ်ဆိုရင်အမေရိကန်ဟာတရုတ်ရဲ့ရေဒက်စခန်းတွေနဲ့အခြားသောစီးရီးပြစ်မှတ်တွေကို ခရုမဆိုင်တုံးတွေနဲ့အဆက်မပြတ်ပြစ်ခတ်တိုက်ခိုက်နိုင်တဲ့အင်အားမျိုးကိုလည်းပိုင်ဆိုင်ထားပါလေတယ်။ဥပမာပြောရရင်ထိတွေ့မှုဖြစ်တာနဲ့တပြိုင်နက်ပေါ့နော်အမေရိကန်ဟာတရုတ်ပိုင်နဲ့ထိအထိခရုမဆိုင်တုံးပေါ့အဆင့်ဒီတထောင်နဲ့အထက်ပြစ်ခတ်လိုက်နိုင်စွန်းရှိတဲ့အင်အားမျိုးရှိနေတာဖြစ်ပါတယ်။အဆက်လက်တွေအရတော့အမေရိကန်ဟာဒေါင်လိုက်ပြစ်ခတ်နိုင်တဲ့လောက်စားပေါ့၉၀၀လောက်ကိုပိုင်ဆိုင်ထားပြီးတော့မှတရုတ်ကတော့ဒီတထောင်ဝန်းကျင်လောက်သာရှိနေတဲ့အတွက်ဒီနေရာမှာအမေရိကန်ဟာတရုတ်ကိုအပြတ်အသတ်တာသွားနိုင်ပါတယ်။ဒါပေမဲ့လည်းဒါကအရေးအတွက်မျှတာ ဒီကျွန်တော်ပြောပြတာဖြစ်ပြီးတော့မှတကယ်တကယ်စစ်ဖြစ်လာရင်တော့ American အနေနဲ့အဆိုပါဒေါင်လိုက်ပြစ်ခတ်နိုင်တဲ့လောင်စာဒီ6000လုံးကိုအသုံးပြနိုင်မှာမဟုတ်ပဲပစိဖိတ်ဒေတာတွေမှာတက်ဖြန့်ရှာထားတဲ့လောင်စာအရေးအတွက်လောက်ကိုသာအသုံးပြနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့လည်းအဲ့ဒီအင်အားကားကိုတရုတ်အတွက်တံပြင်းစိုးရင်စိတ်တွေဖြစ်စေနိုင်ပါတယ်ဒါကြောင့်လည်းတရုတ်ဟာ American ရဲ့တိုက်ခိုက်မှုတွေကိုခံနိုင်ဖို့အတွက် crew missile တုံးနဲ့ payment missile တုံးကောက်ွယ်ရေးနည်းပညာတွေကိုဒီထက်မကဖန်တီးတိစောက်ထားနိုင်ဖို့အားထုတ်နေပြီဖြစ်ပါတယ် တဖန်နဲ့တစ်ပတ်တကယ်ဆေးဖြစ်လာပြီဆိုရင်တော့ဂိမ်းကဘလို့ဖြစ်လာမလဲဆိုတာတကယ်ဖြစ်လာခြင်းကြာမှသိရမှာဖြစ်ပါတယ်ဘလို့မဟာပြွာမျိုးမဆိုဒီတဖက်ကရုတ်တရက်တုံ့ပြန်လိုက်တဲ့တုံ့ပြန်မှုတွေအောက်မှာကြာရှုံးသွားနိုင်ခြင်းရှိတယ်ဆိုတာကိုတော့ကျွန်တော်တို့တွက်ထားရမှာဖြစ်ပါတယ်တရုတ်ဟာအရေးအတွက်အရာတာလွန်အင်အားကိုပိုင်ဆိုင်ထားသလိုပဲတဖက်မှာလည်းအမေရိကန်နဲ့ဂျပန်တောင်ကိုရီးယားနဲ့ဩစတြေးလျတို့ရဲ့ဒီအီရမတ်စစ်သင်္ဘောတွေလေယာဉ်တွေသင်္ဘောကြီးတွေရဲ့အင်အားကလည်းတရုတ်ကိုပြိုလဲတော့စေတိုင်းတဲ့အထိဆွန်ပါတယ်ဒါပေမဲ့လည်းတရုတ်ရဲ့အာသာချက်တစ်ခုလို့ပြောနိုင်တာကတော့သင်္ဘောချင်းတွေဟာ ပဋိပက္ခဖြစ်သွားရနေရာဒေသတဝိုင်းနဲ့အနီးဆုံးနေရာမှာရှိနေတာဖြစ်တဲ့အတွက်ဒီတရုတ်အနေနဲ့စစ်ပွဲအတွင်းမှာထိခိုက်ပျက်စီးသွားတဲ့စစ်တင်းမောတွေကိုအလင်းရဲ့အမြင်ပြင်ဆင်နိုင်ပြီးတော့မှတိုက်ပွဲအတွင်းကိုပြန်ပိုးနိုင်စောရှိနေတာဖြစ်ပါတယ်။တစ်ဖက်ကကြည့်မယ်ဆိုရင်လည်းအဲ့ဒီအာသာချက်ကပဲအာနေချက်ဖြစ်သွားနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့တရုတ်သားဒီလိုမျိုးလုပ်နေနိုင်ပြီဆိုရင်တစ်ဖက်ကအမေရိကန်နဲ့မဟာမိတ်တွေဟာတရုတ်အတွက်အရေးပါနေတဲ့အဆိုပါတင်ပေါ်ခြင်းတွေကိုအလွေတကူတိုက်ခိုက်ဖျက်ဆီးပြေလို့ရနေတဲ့အတွက်ဖြစ်ပါတယ်။ American နဲ့ Australia တို့လိုနိုင်ငံတွေရဲ့တင်ပေါ်ခြင်းတွေဟာ စစ်ပွဲဖြစ်ရာတဝိုင်းနဲ့အဝေးမှာရှိနေတာဖြစ်ပြီးမဟာမိတ်တွေဘက်မှာဆိုရင်ဂျပန်နဲ့တောင်ကိုရီးယားတို့လိုနိုင်ငံတွေကတင်ပေါ်ခြင်းတွေပဲဒီတရုတ်ရဲ့တိုက်ခိုက်မှုအင်ဒီယာကိုစိုးရင်ရဖို့ရှိနေပါတယ်။ထိုင်ဝမ်အရေးသာဒီထက်ပိုကြေပြန်လာခဲ့ပြီးတော့မှအိန္ဒိယလိုနိုင်ငံမျိုးကသာကြားနေခဲ့မယ်ဆိုရင်အိန္ဒိယသမုဒ္ဒရာတွင်းကအရှင်တွေဟာတရုတ်အတွက်အားသာချက်တစ်ခုလိုမျိုးဖြစ်သွားနိုင်ပါတယ်။ဩစတြေးလျကတော့ရေတဲအင်အားအကြအာနေနေတဲ့အနေအထားမှာရှိနေတဲ့အတွက်ဒီအရှင်တွေကိုပြောင်းလဲပြစ်နိုင်စွမ်းရှိမှာတော့မဟုတ်ပဲဒီအခြားတစ်ဖက်မှာဆိုလို့ရှိရင်လည်းရုရှားနဲ့အီရန်ကပါ အင်တလန်ဒိတ်တာမဟုတ်ပါရှင်ပင်လေးဂွေးတွေကနေတဆင့်ပါဝင်လာခဲ့မယ်ဆိုရင်အမေရိကန်အနေနဲ့အင်အားတွေကိုခွေးဝေတုံဆွေရမှာဖြစ်လို့ပုံမအကျက်တွေသွားနိုင်ပါတယ်ဒီလိုအရှင်နေမျိုးမှာအမေရိကန်အနေနဲ့ပုံမကြီးမားတဲ့စစ်သင်ဘောတွေစင်းအင်အားတွေကိုလိုအပ်လာမှာဖြစ်တဲ့အတွက်သူရဲ့ကိုပိုင်ရေတဲ့အင်အားသာမကားပဲဒီမဟာမိတ်တွေရဲ့ရေတဲ့အင်အားကိုပါဟင်ချက်ညီညီအသုံးချနိုင်မှသာတော်ကကြမှာဖြစ်ပါတယ်အထူးသဖြင့်ဒီပစိဖိတ်ဒေသတွေမှာဆိုရင်ဩစတြေးလျဟာအမေရိကန်နဲ့အရင်ဒီဆုံးမဟာမိတ်နိုင်ငံအဖြစ်ရှိနေတာဖြစ်ပေမဲ့ ။ဩစတြေးလျရဲ့ရေတဲအင်အားကတော့အကန့်အသတ်တွေရှိနေတာကအမေရိကန်အတွက်အခက်တွေ့စေပါတယ်။လက်တော်အဆက်လက်တွေအရဩစတြေးလျရေတဲဟာတက်တာအင်အားအရာရောစီလနဲ့ရန်နရအင်အားအရာပါလိုအပ်ချက်တွေကြီးမားနေတာဖြစ်ပြီးတော့မှအမေရိကန်အနေနဲ့ပစိဖိတ်ဒေသတွင်ဟန်ချက်ကိုသာထိန်းထားနိုင်ဖို့အတွက်ဆိုရင်ဩစတြေးလျရေတဲအင်အားကိုကူညီဖြစ်တင်းပေးရမှာဖြစ်ပါတယ်။ဒါကြောင့်လည်းအခုချိန်မှာအမေရိကန်ဟာဩစတြေးလျကိုပန်ပိုးမှုတွေအများကြီးလုပ်ပေးနိုင်တာဖြစ်ပါတယ်။ဒါပေမဲ့လည်းဒေတာရင်းတစ်ခုလုံးအတွက်ဆိုရင်အမေရိကန်အနေနဲ့ဩစတြေးလျနဲ့မကဘဲ တောင်ကိုရီးယားနဲ့ဂျပန်တို့လိုမဟာမိတ်နိုင်ငံတွေရဲ့ရေတပ်တွေကိုပါအထောက်ပဲ့ကောင်းကောင်းလုပ်ပေးနိုင်မှသာတရုတ်ကိုအလုံးစုံဒီပိတ်ဆို့ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်ဆိုတော့တရုတ်ရဲ့ရေတန်းအင်အားအစိအဟုန်နဲ့တိုးတက်လာမှုတွေဟာအမေရိကန်နဲ့မဟာမိတ်တွေအတွက်တော့ခေါင်းခေးစရာတွေယူဆောင်ပေးလာနိုင်ပြီးတော့မှအမေရိကန်အနေနဲ့ဒီထိုင်းဝမ်ပဋိပက္ခအပအဝင်ဗစီဘိတ်ဒေသတွေကအရေးပါတဲ့ကိစ္စတွေကိုအကောင်ဆုံးကိုက်တွယ်နိုင်ဖို့အတွက်တော့သူ့ရဲ့ရေတန်းတင်တာမှာမဟာမိတ်နိုင်ငံတွေရဲ့ရေတန်းအင်အားကိုပါဟန်ချက်ညီညီအသုံးချနိုင်မှာပဲရမှာဖြစ်ပါတယ် ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့အမြင်ကိုကွန်မန့်မှာရှာရေးပေးတော့ကြပါဦးနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြင်တွေ့ကြရအောင်ပါ